အရာရီတိုင်းဒေသကြီးပသိမ်မြို့ချက်တီဆောင်ရွှေမတော်မဟာစိတ်တော်မြတ်ကြီးရဲ့38ကျိန်မြောက်မတိုးတင်ငန်းရက်ခတ်ရှင်ပြိုင်ပွဲခန္ဓာကိုလွေမာလာ3ရက်ညနေပိုင်းကရွှေမတော်မဟာစိတ်တော်မြတ်ကြီးရဲ့ရင်းမြင်တော်မှာကျင်းပပါတယ်။အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမဝင်းဟာဇေယတော်မြတ်ကြီးရဲ့ဦးမောင်ကြီးတဆောင်းမှာပန်းရှည်ချမ်းစီမီများကတ်လူပူဇော်ကဇေယတော်မြတ်ကြီးအားလှည့်လည်ဖို့မျှော်ပြီးမတိုးတင်ငန်းရှင်ပြိုင်ရက်ခတ်မဲ့ယာယီမန်တက်သို့ရောက်ရှိကတိုင်းဒေသကြီးဝန်ကြီးချုပ်က မြမရွရရင်ကျင်းမှုအစင်လာနဲ့အညီနှစ်စင်နှစ်တိုင်းအစင်လာမပြတ်မတိုးတင်ငန်းများကိုရက်ခတ်ရှင်ပြိုင်လျက်ရှိပါကြောင်းပြိုင်ပွဲစီမင်းစည်းကမ်းများနဲ့အညီပါဝင်ရှင်ပြိုင်ကြရန်လိုအပ်ပါကြောင်းအမှစကားပြောကြပါတယ်အိမ်နောက်တန်တီတာချိန်ဝင်ကြီးတို့ကမင်္ဂလာရွှေမောင်တီး၍ပြိုင်ပွဲကိုဖွင့်လှစ်ပြီးမတိုးတင်ငန်းရှင်ပြိုင်ရက်ခတ်နိုင်မှုကိုကြီးစုအားပေးကဖြော်ပြေးပွဲများအားချင်းမြင့်ဝင်များပေးရပါတယ် အိမ်နောက်ဒဏ္ဍာရီဝင်ကြီးကျောင်းနယ်ဖွဲ့ဟာပသိမ်တက္ကသိုလ်သို့တက်ရောက်ပြီး2024-2025ပညာသင်နှင့်အစိမ့်ပညာဦးစီးဌာနတက္ကသိုလ်များဇုံပေါင်းစုံမြို့သားပေါ်လုံးပြိုင်ပွဲမှာရွှေတစိမ့်စုနဲ့မြို့သမီးပေါ်လုံးပြိုင်ပွဲမှာရွှေတစိမ့်စုများရရှိခဲ့ကြတဲ့အောင်ပွဲရပသိမ်ဆောင်မြို့သားအမျိုးသမီးပေါ်လုံးတင်အားဂုံပြူကျိုကျွဲခန္ဓာသို့တက်ရောက်ဂုံပြူမှစကားပြောကြားပြီးအားကြသမားများအားဂုံပြူညစာများဖြင့်တည်ခင်အပ်ခံခဲ့ပါသည် အေရဝတီဒေသကြီးပသိမ်မြို့ရဲ့ကျက်သေးဆောင်ရှေးဟောင်းတမိုင်းဝင်ရှင်မတော်စေတော်မြတ်ကြီးမှာ38ကျိန်မြောက်မသူတင်ငန်းကက်လူပဲရေစက်ချမင်္ဂလာခန္ဓာကိုစေတော်မြတ်ကြီးရဲ့ရင်မြတော်ပေါ်ရှိဦးမောင်ကြီးတဆောင်းမှာဒီကနေ့မနက်ပိုင်းကပြုလုပ်ရာတန်ဒီသာကြီးဝင်ကြီးချုပ်ဟာအဆိုပါတဆောင်းရှိအင်းငိမ့်ချမ်းသာဗုဒ္ဓရုပ်ပွားဇင်းတော်မြတ်ကြီးနဲ့ဗုဒ္ဓပြတိုက်တွင်ရှိမဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားမသူတင်ငန်းတော်ဆက်ကတ်ခဲ့ပြီးဆရာတော်ကြီးများအားအာယုံစုံဆက်ကတ်လှူဒါန်းပါတယ် အိမ်နောက်ရေးချက်ချမင်္ဂလာခန္ဓာဆက်လက်ကျင်းပရာနိုင်ငံတော်ဩဝါဒစရိယပသိမ်မျိုးနေကြောရာယောညောင်မင်သာပြည့်ရက်တိစတင်တည်းရဲ့ဗရာဏနိုင်ကဆရာတော်ထမတန်ဒီတာကြီးဝင်ကြီးကျောင်းနဲ့အပရိသတ်များကကိုဘတိလခံဝင်ဆောက်တည်ကြပြီးပရိတ်တရားတော်များနာယူကြီးညိုကလူဝဲပစ္စည်းများဆက်ကပ်လူဒန်းပါတယ်အိမ်နောက်လူဒန်းမှုစုစုအတွက်ရေးဆက်သုံးချအမြပေးဝေခဲ့ကြပါတယ် ဆက်လက်ပြီး38ကြိမ်မြောက်မသူတင်ငန်ရက်ခတ်ပြိုင်ပွဲမှာဆွေရရှိကြတဲ့ရက်ကန်းစင်တော်များကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိများကဆုမြတ်ပေးရခြင်းမြန်ပါတယ်အိမ်နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဘက်ဟာပသိမ်မျိုးတင်းကိုတရားပြကြောင်းတိုင်းမှာကျင်းပတဲ့တတ်တော်ရှေပသိမ်ရေစွမ်းဆရာတော်ဗဒ္ဒနာတိဟမထေမြတ်ကြီးရဲ့တိခါထက်ကံကြီးဆောင်လူတော်မင်္ဂလာခန္ဓာတို့တက်ရောက်ခဲ့ပြီး လူဝဲပစ္စည်းများဆက်ကပ်လူဒန်းကတာသနာ့ဆိုင်ရာများရှောက်ထားပါတယ်။အိမ်နောက်ဆရာတော်ကြီးထံမှရှစ်ပါးတိလခံယူဆောင်တည်ကြပြီးလူဝဲပစ္စည်းများဆက်ကပ်လူဒန်းကလူဒန်းမှုစုစုတွဲရေးဆက်သွန်းချအမျှပေးဝေပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှဖေးပို့ထားတာဖြစ်ပါတယ်ရှင်။